ညာတနေရာမှာမာစတာဖြစ်ဖို့ဆိုလို့ရှိရင်နိုင်တဲ့တောင်းလေးလာရတယ်ဆိုတဲ့စကားကြဘူးလားဒီစကားကြတာနဲ့နိုင်တဲ့တောင်းကိုငါတရက်မှာဘယ်နှနိုင်လေးလာလို့ရှိရင်ဘယ်နှနှစ်နေရင်ဘယ်နှနိုင်ဆိုပြီးတော့တွေးမိဘူးလားတကယ်လို့ဒီလိုမျိုးမတွေးမိဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကသင်တော့ပါဘာကြောင့်လဲဆိုလို့ရှိရင်နိုင်တော့ကဒီကိုနေရာတနေရာမှာနေပဲတစ်ခုမှာနိုင်တော့ကျွမ်းကျင်ဖို့အတွက်ဆိုလို့ရှိရင် KSD လို့ခေါ်တယ်ဒီ framework လေးလိုပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ K ဆိုတာကတော့ knowledge ပေါ့နော်နိုင်တော့က marketing ကျွမ်းကျင်ခြင်းနဲ့ဒါပေမဲ့ marketing နဲ့ပတ်သက်တဲ့ knowledge တွေမရှိဘူး marketing နဲ့ပတ်သက်တဲ့ knowledge တွေကိုနေ့စဉ်မလေ့လာနေဘူးဆိုရင်လည်းတို့ကဒီ marketing ကိုဘယ်လိုမျိုး master ဖြစ်လာမလဲအဲ့ဒီအတွက်ကြောင့်မလို့ခိုင်းတို့ကနေ့စဉ်တိုင်းမှာ marketing နဲ့ပတ်သက်တဲ့ knowledge ရှိဖို့အတွက်လေ့လာတာ ပြီးွားရင်စာအုပ်တွေဖတ်တာ knowledge တွေကိုစုဆောင်းမှုလိုပါတယ်။နောက်တစ်ခုကကြတော့ဒီလို knowledge တွေစုဆောင်းအောင်လည်းရလာဆိုရင်မရပါဘူး။နောက်တစ်ခုက skill ဆိုတဲ့တွန်းချင်မှုဆိုတာလို့တယ်။ skill ဆိုတာဘယ်ရရလာလဲဆိုတော့စောနာတော့ကလိုင်းတို့ထည့်ထားတဲ့ knowledge တွေကိုအသုံးပြုရင်းထဲမှာလိုင်းတို့ရဲ့တွန်းချင်မှုတွေကတိုးတက်လာတာဖြစ်ပါတယ်။ဒီတော့ knowledge နေရာမှာပဲရက်နေလို့မရပဲဒီ knowledge တွေကို marketing scale တက်လာအောင်ဘယ်လိုအသုံးချမလဲဆိုရဲ s ဆိုရဲ scale ကလည်းအရေးကြီးပါတယ်အဲ့တော့နောက်ဆုံး d d ဆိုတာ development နောက်တော့ scale ဖြစ်တယ် knowledge တွေရှိတယ်အသုံးချနေရပဲဒါဆိုရင် master ဖြစ်သွားမလားမဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့ line တော့အသုံးချတဲ့အချိန်တိုင်းမှာအလုပ်ဖြစ်တာတွေရှိရဲအလုပ်ဖြစ်တာတွေရှိရဲတခါလေကြာရင်မှားတာတွေရှိရဲတခါလေကြာရင်မှန်တာတွေရှိတယ်ဒီအတွက်ကြောင့်မလို့ line တော့ကဒါကိုပြန်လဲသုံးတန်ရင်းနေတော့မှာ လှိုင်းတို့ပို့ပြီးတော့တိုးတက်အောင်လုပ်ဖို့လိုတာဖြစ်ပါတယ်အဲ့တော့ development ဘိုင်းဆိုတာကိုလုတ်ခဲ့တဲ့အရာတွေကိုပြန်လဲတုံးတက်ဆင်ခြင်ရင်းနဲ့မှပြုပြင်နေပြီးရင်ပို့ပြီးတိုးတက်အောင်လုပ်တယ်အဲ့ဒီနောက်ပိုင်းမှာဒီအချိန်တစ်ခုကြာလာတဲ့အများလှိုင်းတို့ကအဲ့ဒီနယ်ပယ်မှာကျွမ်းကျင်လာမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူအနေနဲ့ရောကိုကျွမ်းကျင်နေဆိုတဲ့နယ်ပယ်မှာ KSD လို့ခေါ်တဲ့ဒီစကလုံး၃လုံးလေးကိုဘယ်နေရာတွေမှာဘယ်လိုမျိုးအသုံးချဘူးလဲကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်